အားလုံးပဲမင်္ဂလာပါရှင်။မြကျွန်တော်တရင်ကြနေရဲ့မရှလာ6ရက်နေ့ရေဒီယိုစီစဉ်အောင်တက်ဆက်ပြရမှာဖြစ်ပါတယ်။မြကျွန်တော်မျိုးနေအလမ်ဂျီရွာအုပ်စုနဲ့တောင်ပရိဂျီရွာရဲ့အနေနဲ့ area အတွင်းဆေးရနေရာတွေနဲ့ရွှေသူပေါ်ရာတေးချောက်ထုတ်ရွာတွေကိုတာမြင့်ရုပ်သိမ်းပေးဖို့ဂျီရွာနေပြည်သူတွေကနေတက်ဆက်ရယုံနေစီစာတင်ပြတောင်းဆိုမှုတွေရှိနေပါတယ်။မုံစီမှာပြတ်တက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒေသုံးသူတွေထိခိုက်တူတွေကို MNDAA အနေနဲ့ဘလို့တာဝန်ယူဆောင်ရမေးဆိုတာသိရဖို့တရားခဏလေးစောင့်ဆိုင်နေပါတယ်။ ရွှေကိုကိုဒေတာမှာဖန်မီတဲ့နိုင်ငံခြားသား၄000ကျော်ရှိလာပါပြီ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမြန်မာနိုင်ငံတောင်ကအသက်၈၈နှစ်အောင်အမျိုးသမီးငယ်၃ဦးအပါအဝင်အမျိုးသမီး66ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ68ဦးရှိခဲ့ပါတယ်။စားရတဲ့တဲ့တွေကိုသတ်ဆပ်ပြရမှာပါ။ကျမတို့အစီအစဉ်သက်သက်တူမနေဖြစ်ပါတယ်။ ကျွန်တော်မျိုးနေအာလမ်ချေရွာအုပ်စုနဲ့တောင်ဖရေချေရွာရဲ့အနေနဲ့ area အတွင်းဆေးရံတရားတွေနဲ့ရွှေသူပေါ်ရာဒေကျောက်ထုံးယူရာတွေကိုတာမင်းရုပ်သိမ်းပေးဖို့ချေရွာနေပြည်သူတွေကနေသဆိုင်ရာယုံနေစီစာတင်ပြတောင်းဆိုမှုရှိနေပါတယ်ထရီဆာကဆက်လက်တင်ဆက်ပေးမှာပါအာလမ်ချေရွာအုပ်စုကအာလမ်ဥပြေတုံကန်လမှုဆောင်နဲ့တောင်ဖရေရွာရဲ့အနေနဲ့ area အတွင်းကအေယဝတီမြစ်ကနေပေးမှာ နေ့စဉ်နေ့တိုင်းမကြာခဏဆက်ရင်တရားတွေနဲ့ရှိတို့ဖို့တာဒေတောက်ထုတ်လုပ်တာတွေပြုလုပ်နေတာကြောင့်အဲ့ဒီလုပ်ငန်းတွေကိုတမ်းမြေယူတင်ပေးဖို့အကူအညီတောင်းခံလိုက်တယ်လို့စာတမ်းမှာပါရှိတာပါဖေဖော်ဝါရီလ16ရက်နေ့မနက်ကလက်ရှိစစ်ကောင်စီကကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့တရံဇာတာဝန်ကြီးတို့စီကျေးရွာဒေသခံပြည်သူအချို့တွားရောက်တွေ့ဆုံဖို့တွားခဲ့ပြီးဝန်ကြီးချုပ်ဦးခက်ထင်နန်းနဲ့တော့တွေ့ဆုံခဲ့ရတယ်လို့ဆိုပါတယ်ဝန်ကြီးချုပ်ဦးခက်ထင်နန်းနဲ့တွေ့ဆုံချိန်မှာတော့ဒီကိစ္စနဲ့ပတ်သက်ပြီးအောက်ခြေအသေးတွားရောက်ကြည့်ရှုပေးမယ်လို့ပြောကြားလိုက်ပေမဲ့ လက်ရှိအချိန်အထိတော့လာရောက်ကြည့်ရှုခြင်းမရှိတဲ့ဘူးလို့ဒေတာကံပီတူတို့ရဲ့ပြပြချက်အရာတည်ရပါတယ်။အာလမ်ချေယောအိုဆိုဟာမြချင်းနာဆွန်ဘရာဘုံလမကြီးနဲ့အေယောဒေမီကောင်းပေါ်မှာတည်ရှိပြီးအင်ဂျေဆုစုပေါင်းတထောင်ခန့်ရှိတဲ့အပြင်လူဦးရေအနေနဲ့၈000ကျော်ရှိတယ်လို့ပေါ်ပြထားပါတယ်။ဒါအပြင်တောင်ဖရိတ်ချေယောကလည်းကချင်ပြည်နယ်အတွက်တောင်မကမြန်မာနိုင်ငံတနင်္ဂနွေလုံးရဲ့ဂုံတိတ်ခါနဲ့အထင်ကရနေရာဖြစ်တဲ့အေယောဝတီမြစ်ဆုံမှာတည်ရှိပြီးရခင်တောင်ဖရိတ်ချေယောနေပြည်သူတွေရဲ့အသက်မွေးဝမ်းကြောင်းပြုတဲ့နေရာနဲ့ ြစ်ကြောင်းကိုကာကွယ်ဆောင်ရှောက်ဖို့အရေးပါတဲ့နေရာဖြစ်တယ်လို့ဆိုပါတယ်။ပေါ်ပြပါကြေးရွာများ၏မြစ်ကံပေတလျှောက်သည်အစိုးရအစစ်အကာကွယ်ဆောင်ရှောက်ထားသောနေရာများဖြစ်ကြသည်ထို့ရစရန်တရားများဖြင့်ရွှေတိုးပေါ်ခြင်းနှင့်တဲကြောက်ထုတ်လုပ်ခြင်းတို့သည်ကြေးရွာ၏ဖြစ်တည်မှုကိုပျက်စီးစေခြင်းတဘာဝပတ်ဝန်းကျင်နှင့်ကေဟာစနစ်ကိုပျက်စီးစေခြင်းကြေးရွာတွင်လူမှုပြဿနာများကိုပြပေါ်စေခြင်းအများပြည်သူပိုင်လမ်းများကိုထိခိုက်စေခြင်းနှင့်စီကမ်းမဲ့အမိုက်ဆုံးပြခြင်းစသည့်တို့ကိုဖြစ်ပေါ်စေသည်လို့ကြေးရွာနေပြည်သူရဲ့တင်ပြ ုံးခန်းစာထဲမှာတွေ့ရပါတယ်။ကျေးရွာရဲ့အခြေအနေဟာနေ့စဉ်နေ့တိုင်းရွှေနဲ့ဒေသတွူးယူမှုကြောင့်တချို့နေရာတွေမှာကာလနဲ့မြစ်ကပါကြ အခြေအဝင်းပေပေါင်း300ခန်းသာကျန်ရှိနေတော့တယ်လို့ချေရွာရီယာတဖြည်းဖြည်းချင်းမြောင်းလာပြီးမြစ်ကရုစိတ်တွေပပျောက်လာတဲ့အပြင်မြစ်ကနဲ့နီးတဲ့နေအိမ်တွေအန္တရာယ်ရှိလာတယ်လို့យေတာချပါတယ်။ဒါအပြင်သစက်တင်မှာပဲတောင်ဖရိတ်မြေဆုံဒေသမှာအစိုးရအဆက်ဆက်ကောက်ွယ်ဆောင်ရှောက်ထားတဲ့နေရာတွေမှာရွှေတိုးပေါ်လာတဲ့အသေးချောက်တို့ရတာကြောင့်မြေဆုံဒေသရဲ့အထင်ကရနေရာတွေပပျောက်လာတာမကရေလန်းကျောင်းတွေပြောင်းလဲလာပြီးအများပြည်သူတော်လန့်တွေထိခိုက်လာတယ်လို့ဆိုပါတယ်။အဲဒီလိုဆိုင်ရန်တရားတွေနဲ့ရွှေတိုးပေါ်လာ ဒေတောက်ထုတ်ယူတာရိုကိုဆက်လက်လှုပ်ဆောင်နေရင်ကျေရွာနေပြည်သူတွေအတွက်အကြီးမားတဲ့ပြဿနာတွေနဲ့ဆုံးရှုံးမှုတွေကြုံတွေ့လာနိုင်ဖွယ်ရှိတာကြောင့်ဖို့ပြပါကျေရွာတွေရဲ့အနေနဲ့အတွက်အရာဝတ္တမြစ်ကနဘေးတလျှောက်စည်ရန်တရားတွေနဲ့ရှိတို့ပေါ်တာဒေတောက်ထုတ်ယူတာရိုကိုမပြုတ်လို့အောင်တားမြစ်ပေးခြင်းဖြင့်ကျေရွာတွေနဲ့ကျေရွာနေပြည်သူတွေကိုကာကွယ်ဆောင်ရှောက်ပေးဖို့ကိုတောင်းဆိုထားတာပါ thank you ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996 336 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ပြီးခဲ့တဲ့ February လအတွင်းမြန်မာနိုင်ငံတော်ကအသက်18နှစ်အောင်အမျိုးသမီးငယ်73ဦးအပါအဝင်အမျိုးသမီး66ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာသူ68ဦးရှိခဲ့တယ်လို့မြန်မာအမျိုးသမီးသမဂ္ဂကဒီကနေ့မတ်လ6ရက်နေ့မှာထုတ်ပြန်ပါတယ်။ဆက်ဆိုင်ကတင်ဆက်ပေးမှာပါ။ အချမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်45ဦးပြည်သူတွေရဲ့ရွာနဲ့အိမ်တွေကိုပြစ်မှတ်ထားပြီးလက်နက်ကြီးပြခတ်မှုကြောင့်7ဦးမြေရှုပ်တပ်ဖြတ်မှုကြောင့်2ဦးအကျဉ်းထောင်အတွင်းစေကူတာခံယူမှုမရရှိတာကြောင့်2ဦးနဲ့မြေမြုပ်မိုင်းကြောင့်ဒေဆုံးသူ9ဦးအထိရှိခဲ့လို့သိရပါဗျ။တရားရရှိတဲ့အကြောင်းရင်းတွေကတော့အချမ်းဖတ်စေအုပ်စုရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်42ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်23ဦးမြေမြုပ်မိုင်းကြောင့်5ဦးနဲ့အကြောင်းမဲ့ရိုင်းနဲ့ခံရတာကြောင့်2ဦးတို့ဖြစ်တယ်လို့ဖော်ပြထားပါတယ် တေဆုံးသူအများဆုံးကတော့22ဦးနဲ့စကိုင်းတိုင်းဒေသကြီးကဖြစ်ပြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်က9ဦးစီမန္တလေးတိုင်းဒေသကြီးက10ဦးရခိုင်ပြည်နယ်က9ဦးကချင်ပြည်နယ်က6ဦးတနင်္သာရိုင်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့က2ဦးစီနဲ့ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာက2ဦးစီရှိခဲ့လို့သိရပါတယ်ဒီအချက်လက်တွေဟာမြမအမျိုးသမီးတမကအနေနဲ့လက်လက်မိသလောက်တိကျခိုင်လုံတဲ့သတင်းမီဒီယာတွေစီကရရှိထားတာဖြစ်တဲ့အပြင်မြပြင်ကအချက်လက်ကောက်ယူထားတာတွေနဲ့ပြန်လည်စုစည်းတင်ပြထားတာတွေဖြစ်တယ်လို့သိရပါတယ် ဒါပေမဲ့လက်တွေ့မြေပြင်အခြေအနေမှာအဖွဲ့အနေနဲ့ဒေတာနဲ့သတင်းတွေကိုလက်လမ်းမြည်ဖို့အခက်အခဲတွေများစွာရှိတာဖြစ်တဲ့အတွက်ဂိမ်းကနန်းတွေဟာမြေပြင်မှာဒီထက်ပိုများနိုင်တယ်လို့လည်းသုံးသပ်ဖော်ပြထားပါတယ်ဇန်နဝါရီလအတွင်းမှာတော့တိုက်ဆုံသူအမျိုးသမီး86ဦးရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူက89ဦးရှိခဲ့ပါတယ်။ရှီကိုကိုဒီတာမှာဖမ်းမိတဲ့နိုင်ငံခြားသား၄000ကျော်ထိရှိလာပါပြီ။နာမည်မြတ်နေရာတင်ဆက်ပေးမှာပါ။ ကရင်ပြည်နယ်မြောက်ဝတီမြို့ရွှေကုတ်ကော်ဒေတာကိုတရားမဝင်ရောက်လာတဲ့နိုင်ငံခြားသား၄000ကျော်ကိုဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကြောင်းစစ်ကောင်စီရဲ့ဒီကနေ့ထုတ်မြန်မာလင်းတည်င်းစာရဲ့ဖော်ပြချက်အရသိရပါတယ် ပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နေ့ကနေမတ်လ9ရက်နေ့အထိရက်ပေါင်း30ကျော်အတွင်းပြည်ပနိုင်ငံသား4242ဦးကိုစစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီးအဲ့ဒီထဲကနေ959ဦးကိုထိုင်းနိုင်ငံကနေတစင်တက်ဆိုင်ရနိုင်ငံသူစီလွှဲပြောင်းထားပြီးဖြစ်ပြီး3485ဦးကိုလွှဲပြောင်းပေးဖို့အဆင်သင့်ရှိတယ်လို့လည်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်အဲ့ဒီနိုင်ငံခြားသားတွေဟာမြောက်တွေမြို့ရွှေကုတ်ကော်ဒေတာမေထောတလဲနေမြေတွေကိုနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ရောက်ပြီး online လောင်းစားမှုတွေ online လိုင်းလိမ်လည်မှုကြားဖြန့်သွေးလှုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုထားပါတယ်။ဖန်စီရမိတဲ့သူတွေထဲမှာတော့တရုတ်နိုင်ငံသားတွေအပါအဝင်အင်ဒိုနီးရှား၊အိန္ဒိယ၊မလေးရှား၊အီသီယိုပီးယား၊ပါကစ္စတန်၊ကဇစ်စတန်၊ပီယန်နမ်၊ယူဂန်ဒါ၊ထိုင်းနဲ့ထိုင်ဝမ်တို့ကပါဝင်တယ်လို့လည်းစစ်ကောင်စီကကြေညာထားပါတယ်။ရွှေကုတ်ကိုဒေတာဟာအရင်စစ်တပ်ရဲ့လက်အောက်ကဖြစ်တဲ့ကရင်နယ်ချားဆောင်တပ် BGF ထိန်းချုပ်ထားတဲ့ဒေတာဖြစ်ပြီးကြားဖြတ်လုပ်ငန်းတွေအခြေစိုက်တဲ့နေရာဖြစ်ပါတယ်။ 2024ခုနှစ်ဧပြီလမှာထုတ်ခဲ့တဲ့အမေရိကန်ပြည်ထောင်စုငင်းချိုင်းရေး Institute USIMP ရဲ့အစီရင်ခံစာအရ BGF ကောင်းဆောင်တွေဟာအဲ့ဒီကြဖြန့်လုပ်ငန်းတွေအတွက်လုတ်ကန်ပေးနေတာကနေနှစ်စဉ်အမေရိကန်ဒေါ်လာ192တန်းအကျိုးမြင့်ရရှိနေပြီး BGF ကရတဲ့90ရာခိုင်နှုန်းကိုတော့စစ်တပ်ကရရှိနေတယ်လို့လည်းသိရပါတယ်။အခုချိန်မှာစစ်ကောင်စီနဲ့စိုးချစ်သူရဲ့တပ်တွေဟာရွှေကိုကိုဒေသမှာရှိတဲ့တရားမဝင်နိုင်ငံခြားသားတွေကိုဖမ်းဆီးနေတာဖြစ်ပြီးကြဖြန့်ကိုတိုက်ဖြတ်သွားမယ်လို့လည်းအ တည်တည်ကြွကြော်နေကြပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပဏိပခါတွေကြောင့်ထိခိုက်ခံစားနေရသူတွေကိုကူညီနိုင်ဖို့ယူရို33သန်းထောက်ပံ့သွားမယ်လို့ဥရောပသမဂ္ဂ EU ကလူမှုကွန်ရက်စာမျက်နှာ30မတ်လ9ရက်နေ့မှာထုတ်ပြန်လာပါတယ်။ကိုရှိုင်းကတင်ဆက်ပေးမှာပါ။ တောင်ဟာရှားနဲ့အရှိတောင်အာရှကအချက်တဲတွေထိခိုက်ခံစားနေရသူတွေရဲ့လိုအပ်ချက်တွေကိုဖြေရှင်းနိုင်ဖို့ EU ရဲ့လူသားချင်းစာနာထောက်ထားမှုအရယူရို86တန်ခွဲဝေချထားပေးမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲ့ဒီအထက်ကယူရို33တန်းကိုမြန်မာနိုင်ငံအတွင်းကပြိပခတွေကြောင့်ဒုက္ခရောက်နေတဲ့လူတွေကိုအကူအညီထောက်ပံ့သွားမယ်လို့ EU ကဆိုပါတယ်။ မြန်မာနိုင်ငံမှာစားနပ်ရိက္ခာကူအညီအရေးပေါ်အာဟာရစပေးရှောင်ပြည်သူတွေအတွက်ခလုံးစရာနေရာအေးတန်းနဲ့မိလာလလန်းမီရယူနိုင်ဖို့နဲ့ကျမရေဆောက်ရှောက်မှုအရေးပေါ်ပညာရေးဝန်ဆောင်မှုတွေမှာသုံးစွဲမယ်လို့လည်းဖော်ပြထားပါတယ်။ဒါအပြင်မြေမြုံမိုင်းအန်ဒီရဲ့အသိပညာပေးတာတွေနဲ့မြေမြုံမိုင်းဒဏ်ခံရသူတွေကိုပံ့ပိုးကူညီမယ်လို့လည်း EU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံနေရာအနှံ့အပြားမှာအာဏာသိမ်းစစ်ကောင်စီနဲ့ဒေါ်လာရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ပေးရှောင်နေရသူတွေလည်းအများအပြားရှိနေဆဲဖြစ်ပါတယ်။2025ခုနှစ်ထဲမှာမြန်မာနိုင်ငံအတွင်းလက်နက်ကိုင်ပဋိပက္ခတွေကြောင့်စစ်ပေးရှောင်ပြည်သူ၄.၅သန်းတိရှိလာနိုင်တယ်လို့ကုလသမဂ္ဂကခန့်မှန်းထားပါတယ်။ ဒါအပြင်2025ခုနှစ်အတွင်းမှာပဲမြန်မာနိုင်ငံအတွင်းကလူဦးရေ15သန်းကျော်ဟာအစာရေစာမလုံလောက်တာကိုကြုံရနိုင်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူ UNOCHA က2024ဒီဇင်ဘာလထဲမှာပဲထုတ်ပြန်ထားပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်မုံစည်းဒေသမှာကိုကန့်တာ MNDA ကတနက်ပြက်ကတ်တာကြောင့်လူသေဆုံးသွားတဲ့ဖြစ်စဉ်အတွက်ဒေသတူတွေနဲ့ထိခိုက်သူတွေကိုဘလို့တောင်းယူဆောင်ရွက်ပေးမလဲဆိုတာစောင့်ဆိုင်နေရလို့ဒေသခံတွေကပြောပါတယ်။ MNDA ဘက်ကဖြစ်စဉ်မှာပါဝင်နေတဲ့ဒေသခံတချို့နဲ့တွေ့ဆုံပြီးဖြေရှင်းသွားဖို့အစီအစဉ်နေပြီးတော့ဒေသခံတွေဘက်ကလည်းဒီကိစ္စကိုဘလို့တောင်းယူဆောင်ရွက်ပေးမလဲဆိုတာစောင့်ဆိုင်နေတဲ့အခြေအနေဖြစ်တယ်လို့ဒေသခံသူကမြို့နယ်တရင်ချာနေကိုပြောပါတယ်။ ရွှေမတူကိုတာမြင်ချတဲ့နမလုံခပဝင်ချင်နာကလေယာမြေမှာကိုခန့်တပတ်ကဖဟိုးရင်နဲ့ရွှေသူပေါ်နေတာကြောင့်အနည်းနာကဂျေယွာဒေတာခန်ကော်မတီတွေကတွားရောက်တာမြင်ရကနေအခြေတင်ဖြစ်ပေါ်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါရယ်။ရှမ်းရွာနေကချင်ရွာကကော်မတီဝင်တွေနဲ့ဒေတာခန်အယောက်၄၀ဝင်ချန်လောက်တက်လာပြီးတော့ရွှေမတူကိုတွားရောက်ပြောဆိုတဲ့အချိန်ငင်းပွားမှုတွေဖြစ်ပေါ်ပြီးတဲ့နောက်ကိုကန်တပတ်ကအင်အားနဲ့လာရောက်ပြီးအခုလိုဖြစ်ကပ်လာတာဖြစ်ကြောင်းဖြစ်စဉ်ကိုလည်းဒီတာခန်ကပြောပါရယ် ဒေတာကနေလာရောက်ပြောဆိုတဲ့အချိန်အင်အား20ဝန်းကျင်လောက်ရှိတဲ့တပ်သားတွေကတနက်ပစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့တာဖြစ်ပြီးဖြစ်စဉ်ဖြစ်ပေါ်ပြီးနောက်မနေ့ညကလည်းရုပ်အလောင်းတွေကိုမုံစီမှရှိတဲ့ MNDA ရုံမှတော်ပြပြီးတော့အင်အားတော်ပြခဲ့တယ်လို့ဆိုပါတယ် ရွှေမသူကိုတမင်ထားတဲ့နေရာမှာရွှေသူရောက်ကိုတော်ရောက်ကန်ကွက်ရင်းအခြေတင်ဖြစ်ခဲ့ကြတဲ့နောက်ပြားနေလမ်းမှာ MND တပ်သားတွေကတနက်နေ့ပစ်ခတ်တဲ့အတွက်ရသားပြည်သူချက်ဦးသိဆုံးပြီးချက်ဦးတန်းရရှိခဲ့တော့ကြာတိရောက်ပြီးတော့အသေးစိတ်ဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့ကချွန်လလရေးဖွဲ့စီ KNO KIA တတင်းနဲ့ပြန်ချိုင်းတာဝန်ခံဘုံမချီနိုဘူကလည်းပြောပါရယ်။ဘလို့အဲ့နေရာမှာရွှေသူလို့မတိုးဖို့တားတဲ့အခါကျရင်သူကတော့လက်လက်နဲ့ပါတဲ့ညာနဲ့ မောင်းတဲ့ဒီချင်းချောက်တာတွေလုပ်ရဲအဲ့ဒါကြောင့်ပြည်သူတို့တရားတော့အဲ့ဒီရဲဘော်ကိုအားရမလုံးနဲ့လို့ပြောပြမှာဆက်တိအတမတ်တေကိုပြန်လုပ်ရဲအဲ့မှာခြေတင်းပြီးတော့တော့အဲ့ဒါအတမတ်တေပေါ့နော်အဲ့မဲ့ဒီပြစ်ချင်းအတိကတော့ပြီးတော့ပြီတဲ့အစီအစဉ်ကြီးရဲ့အဲ့ဒါနဲ့ပြန်သွားတဲ့နားမှာ ော့ MND စစ်သားတွေကတော့တနက်နဲ့တက်ပြစ်လို့ကိုလိုမျိုးအဲဒီလိုတို့ဒီ6ဦးတန်ရရပြမ6ဦးကတော့တည်ဆုံသွားတယ်ဆိုတာဒါကနဦးပေါ့နော်အဲလိုတော့ကြားရပါတယ်ဒါမဲ့အဲ့ဒီကျွန်တော်အရင်နဲ့တိချာပြမဒီကြီးပြောလို့မရဘူးကိုလည်းစုံစမ်းနေသေးတယ်ဖြစ်ပါရခင်ဗျာ MND တက်တော်ရီပြကလို့တည်ဆုံသွားသူတွေချိန်မှာ KNI တပ်သားနှစ်ဦးလေးပါဝင်တယ်လို့ပြောဆိုနေကြပေမဲ့ KNU KNI ဘက်ကတော့တခြားအသည့်ပြုနိုင်ပေတာမရှိသေးဘူးလို့ပြောပါရယ်ပြကမှုကြောင့်တည်ဆုံသွားသူ6ဦးနဲ့ထိခိုက်ဒဏ်ရာရှိသူ6ဦးရောဟာကချင်မျိုးသားတွေဖြစ်ပြီးတော့ထိခိုက်တူတွေထိအချိန်နှိမ့်ဆိုရင်ရသူနှစ်ဦးလေးပါဝင်တယ်လို့သိရပါရယ် ဒီကနေ့မှာတော့ဒေသုံသူအရတာ6ဦးရဲ့ရုပ်ကလပ်ကိုကျေးရွာစုဝေးနေရာမှာထားရှိထားပြီးတော့ဒီကိစ္စကိုဘယ်လိုတာဝန်ယူဆောင်ရွက်ပေးမလဲဆိုတော့ကိုစောင့်ဆိုင်နေတာလို့လဲဒေတာခန်ရီစီယာသိရပါတယ်။ရွှေမသူဖို့ဖို့တာမြင့်ချတဲ့နမ်လင်းချောင်းအနီးကလေးမြင့်နေရာဟာမုံစည်းဒေတာကစိုက်ပျိုးရေးအတွက်အရေးပါတဲ့နေရာဖြစ်တဲ့အတွက်ကျေးရွာတွေစုပေါင်းပြီးတော့ရွှေမသူဖို့ဖို့တာမြင့်ပြီး စာတင်ပြတောင်းဆိုထားတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့တရင်ချန်နေ ရေဒီယိုအစီအစဉ်ကို အပတ်စဉ်တင်လာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဝိချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။